ယောဂီပုဂ္ဂိုလ်များအခုအချိန်ဒီတရားဘာဝနာများကိုကျင့်ကြံယူစွာပွားများအားထုတ်ရမယ်အချိန်ခါကလပါပဲဒီကြောင့်ယောဂီများအနေနဲ့မညာဖွညာရဖို့ရန်အတွက်ဝိပဿနာတရားကိုအားထုတ်ကြခါမှာမြတ်စွာဘုရားဟောကြားထားခဲ့သောကာယ ानु ပဒနာတိရိယံကိုရှုပွားမယ်ဆိုရင်လည်းပဲမညာဖွညာနိဗ္ဗာန်ရနိုင်ကြပဲမြတ်စွာဘုရားဟောကြားထားခဲ့သောဝေဒနာနုပဒနာတတိပဒံကိုရှုမှပွားများကြမယ်ဆိုရင်လည်းပဲ မဖို့နိဗ္ဗာန်ရနိုင်ကြပဲ။နောက်မြတ်စွာဘုရားဟောကြားထားခဲ့သောစိတ်ဓာနုပတ္တနာတတိပဇာကိုရှုမှဆိုရင်လည်းပဲမညံပုံညာရနိုင်ကြပဲ။နောက်ဆုံးမြတ်စွာဘုရားဟောကြားထားခဲ့သောဓမ္မနုပတ္တနာတတိပဇာကိုဥစ္စာပေးရှုမှဆိုရင်လည်းပဲမညံပုံညာနိဗ္ဗာန်ကိုရနိုင်ကြပဲ။ဒီတော့မြတ်စွာဘုရားဟောကြားထားခဲ့သောတတိပဇာ၄မျိုးစလုံးဒီမညံပုံညာကိုကျေးဇူးပြုနိုင်တဲ့အတွက်နိဗ္ဗာန်ကိုပို့ဆောင်နိုင်တဲ့အတွက်အေယောဂမြာအနေနဲ့ ုကိုပဲရှုရှုဝေဒနာကိုပဲရှုရှုစိတ်ကိုပဲရှုရှုတင်ညာသင်္ခါရခေါ်တဲ့ဓမ္မနုပါဒနာကိုပဲရှုရှုမညာဘုညာနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့တတိပ္ပံတရားကြီးဖြစ်ကြတော့ကြောင်းအဲယောဂုမြာအနေနဲ့တုံနံပါအမျိုးစားစိတ်ကြနုပါဒနာကိုဥစားပေးပြီးရှုမှခြင်းပါတဲ့ဘုရားဆိုရင်အဲယောဂုမြာရဲ့တန်တမဥဇောဘရမသမာဓိရပြီးရှိဖို့ရတယ်ယောဂုမြာအနေနဲ့နေရာထိုင်ခြင်းအနည်းအဖြစ် တိဘယင်ဝါဘယင်မှာဖြစ်စေဇူဒံကင်ဆာဇူဒံရှင်သာကိစ္စတဲ့အကြောင်းကဘုရားဓမ္မဝတ္တမှာဖြစ်စေဘုရားကရှိမှာဖြစ်စေအမှမရှိညီကဌာနတခုရောက်ကြည့်ပြီးတဲ့အခါမှာဒကာကြီးများအနေနဲ့တင်မလီဝေထိုင်ကြရမယ်ဒကမာကြီးများအနေနဲ့တင်မလီဝေပဲဖြစ်စေကြွကြွပဲဖြစ်စေကိစ္စမရှိဘူးမိမိတို့တော်ကြရအရိယာဘုတ်တခုမြတ်ထမ်းပြီးရင်ဥဇုံကာယံလို့ဘုရားရှင်ဟောကြားထားခဲ့တော့ကြောင့် တရားထိုင်ကြကုန်သောယောဂီများသည်မိโยရဲ့ခါကိုရှေ့ကိုလည်းကိုမထားနဲ့နောက် ကိုလည်းကိုမထားကော့မထားနဲ့ဘုဘက်ဒီဘက်ကိုလည်းပဲစောင်းငယ်မထားပဲနဲ့ခါကိုဖြတ်မစွာထားပြီးရင်ခေါင်းလေးကိုနေတော်ထားပြီးတော့ဘယ်ဘက်လောအောက်ကထားဘယ်လောဘုကထင်းခေါင်းလေးကိုနေတော်ထားပြီးရင်မျက်လုံးကိုမှိပါးစပ်ကိုပေး၍ဥစွာပထမတောတတဝအတ္တတိတတဝပတ္တတိလို့မျက်စောပေးရဟောကြားထားခဲ့သောကြောင့်ယောဂီများ ိုယ့်ရဲ့တန်တမာသမာဓိရရှိဖို့ရန်အတွက်သမာဓိတည်ထောင်ကြခါမှာတတောဝအတ္တတတိတတောဝပတ္တတိတတောဝတတိတိယလက်ကင်ထားရတာရဲ့အတ္တတတိထွက်တဲ့ကိုဖြစ်စေရမယ်တတောဝတတိတိယလက်ကင်ထားရတာရင်ပတ္တတတိဝိသက်ကိုဖြစ်စေရမယ်တတိပဒံတရားလက်ကင်ထားပြီးတော့ယောဂိများကဝင်လေတိထွက်လေတိဝင်လေတိထွက်လေတိလုပ်ပြီးရင် သမာဓိထူထောင်ပြရရမယ်။ဟေးသမာဓိမရှိဘဲနဲ့တော့ဝိပဿနာဉာဏ်ပညာကမရနိုင်ပါဘူး။သမာဓိအကူကြီးအထောက်ပံ့အဘိမှတ်တာလေဝိပဿနာဉာဏ်ပညာရနိုင်ပါလေ။ဒါကြောင့်ကိုယ့်ရဲ့သဏ္ဍာန်မှာဝိပဿနာညာအမြင်မှန်ရဖို့ရန်အတွက်ဥစွာပထမယောဂီများအနေနဲ့တိလဆောက်ထင်းပြီးလို့တိလစင်ကြင်ပြီးတဲ့အခါမှာသမာဓိကိုတည်ဆောင်ပေးရမယ်။ဒါကြောင့်သမာဓိရရှိဖို့ရန်အတွက် ဝင်လေတိထွက်လေတိဝင်လေတိထွက်လေတိလုပ်ပြီးလေသမာဓိထူထောင်ပြီးပါအေးဤကဲ့သို့သမာဓိရရှိဖို့ကြံတွေ့ထွက်လေတိဝင်လေတိလုပ်တဲ့အခါမှာထွက်လေဝင်လေကိုမသိရသိရအောင်ဆိုပြီးတော့အသက်ကိုအောက်ပြီးရောလဲမရှူပါနဲ့အသက်ကိုခပြင်းပြင်းလဲမရှူပါနဲ့ပုံမှန်အတိုင်းသူ့သဘောအတိုင်းပုံမှန်လေးဝင်လေတိ ထွက်လေသည်ဝင်လေသည်ထွက်လေသည်လုပ်ပြီးလေဓမ္မကြီးထူထောင်ပြရမယ်အေးဤကဲ့သို့ထွက်လေသည်ဝင်လေသည်ပြခါမှာယောဂီများအနေနဲ့ထွက်လေဝင်လေတို့ရဲ့ထွက်ဆက်ကဏဝဇက်ကဏတိုင်းမှာသာလေသိသိပြရမယ်ထွက်လေရဲ့အဆုံးကိုရှောက်ပြီးတော့လိုက်မသွားပါနဲ့ဝင်လေရဲ့အဆုံးကိုလည်းရှောက်ပြီးတော့စဉ်းစားပြီးတော့လိုက်မသွားပဲနဲ့ထွက်လေဝင်လေတို့ရဲ့ထွက်ဆက်ကဏဝဇက်ကဏထွက်ဆက်ကဏဝဇက်ကဏတိုင်းမှာ ဒီထွက်ဆက်ဝင်ဆက်ခဏလေးမှာတတိထားပြီးတော့ဩထွက်သွားပြီဩဝင်ပြန်ဝင်လာပြီဩထွက်လေထွက်သွားပြီဝင်လေပြန်ဝင်လာပြီလို့ထွက်လေဝင်လေတို့ရဲ့ထွက်တိုင်းဝင်တိုင်းတတိထားပြီးတော့ထွက်သွားပြီပြန်ဝင်လာပြီထွက်သွားပြီပြန်ဝင်လာပြီထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိ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 ပြည့်နေမှာဆိုရင်ကြားလာတော့ယောဂီများရဲ့စိတ်ကလေးတွေထွက်လေဝင်လေခေါ်တဲ့တကူသေးသောအာယုမတစ်ပါး ဘယ်အာယုံချက်ပါရှိရာကိုမှလုံးဝပြေးမသွားတော့ဘဲနဲ့ပြန့်လွင့်မသွားတော့ဘဲနဲ့ယောဂီများရဲ့စိတ်ဒီဒီထွက်လေဝင်လေခေါ်တဲ့တခုကြီးသောအာယုံပေါ်မှာပဲတည်တမ်းမှုတည်ငြိမ်မှုစွဲမြဲမှုရှိနေပြီဆိုရင်ယာစိတ်တတဧကကတာစိတ်တတမိရဲ့စေကလေးယာဧကကတာအကျဉ်ထွက်လေဝင်လေခေါ်တဲ့တခုကြီးသောအာယုံကိုယူနေခြင်းဒီ တခုကြီးတော့အာယုဘုံမှာတည်ကြနေခြင်းဒီသမာဓိသမာဓိပါပဲယောဂီများရဲ့စိတ်ထွက်လေဝင်လေထွက်လေဝင်လေခေါ်တဲ့အရှိကအာယုဘုံမှာတည်ကြနေပြီတည်မြဲနေပြီဆွဲပြဲနေပြီဆိုရင် အေးယောဂီများရဲ့တဏ္ဍာမှာသမာဓိမဲ့ခင်သုံးပါးနဲ့ပြည့်စုံပြီးတော့ခဏိကသမာဓိရရှိလာပါပြီဒီညမှာသမာဓိကခဏိကသမာဓိဥပ္ပစာသသမာဓိလို့နှမျိုးရှိပါတယ် ယောဂဗျာအရင်နဲ့ဓမ္မတရာနိကနိဗ္ဗာန်ကိုတွားခြင်းနဲ့ဆိုရင်တော့ခဏိကသမာဓိမှာမကဘဲနဲ့ဥပစာရသမာဓိခေါ်တဲ့ဇန်တရားတွေရအောင်ယူစားရပါတယ်ဇန်တရားရရှိပြီးတဲ့အခါကျတော့မှအဲ့ဒီဇန်တရားများကိုလက္ခဏာရေးတုံးမှစီပြန်ပြီးတော့တွားတဲ့လမ်းဒီဓမ္မတရာနိကလာအမနာမှာရှိပါတယ်လမ်းရှိပါပဲဒါကြောင့်အခုလိုအမနာမှာတက်တန်းတိုးတဲ့အချိန်ကာလမှာ ဟေးယောဂီများအငင်းနဲ့လမ်းရှိမလိုက်ကြပဲနဲ့တုဒ္ဒဝိပဿနာယာနိကလမ်းဖြတ်လမ်းလမ်းသူကနေနိဗ္ဗာန်ကိုတွားကြမှာဆိုရင်တော့မြင်မဆန္ဒရောက်ပါလိမ့်မယ်ဒါကြောင့်ယောဂီများအနေနဲ့တမထယာနိကလမ်းကမလိုက်ဖဲနဲ့တုဒ္ဒဝိပဿနာယာနိကလမ်းကလက်ကျင်ပါဤဖရာဆိုရင် ထွက်လေတိဝင်လေတိထွက်လေတိဝင်လေတိလှုပ်လို့ကိုယ့်ရဲ့စိတ်ကလေးထွက်လေဝင်လေခေါ်တဲ့ အာယုံတစ်ခုပေါ်မှာတည်ချမ်းမှုတည်ငြိမ်မှုစွဲမြဲမှုရှိနေပြီဆိုရင် အေးယောဂီများရဲ့တန်ကြာမှာခဏိကသမာဓိရရှိလို့လာပါပြီထွက်လေဝင်လေတို့ရဲ့ထွက်စေခဏဝင်စေခဏတိုင်းမှာတတိထားပြီးတော့တိ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 ပြင်းနေပဲစိတ်ကဘယ်မှမရောက်တော့ဘူးဆိုရင်အေးချိန်မှာယောဂီများရဲ့တန်ကြာမှာခဏိကသမာဓိရရှိလို့လာပါပြီအေးခဏိကသမာဓိရရှိပြီးတော့စိတ်ကလေး ပိဋကငြိမ်သက်နေတဲ့ခိုင်ယကွေများရဲ့နာအကြည့်ရုပ်ပေါ်မှာတတုံတကူတော့အတန်ကိုကြားတယ်ကြားတယ်ကြားတယ်ဆိုတဲ့ကြားစကလေးပေါ်ပါလိမ့်မယ်ယကွေများရဲ့နာပသာကြအကြည့်ရုပ်ပြင်ဘက်ကအမျိုးမျိုးတော့အတန်ရုပ်တတရုပ်အဲ့ဒီနှစ်ခုတိုက်တဲ့အခါမှာယကွေများရဲ့နာအကြည့်ရုပ်ပေါ်မှာသောတဝိညာဉ်ခေါ်တဲ့ကြားစကလေးပေါ်လာပါလိမ့်မယ်အေးနာအကြည့်ရုပ်အတန်ရုပ်နှစ်ခုတိုက်ရုပ် သောတာဝိညာဉ်ခေါ်တဲ့ရှားစကလေးပုလာရေ။ဩငါကြတဲ့ငါကြတဲ့ငါဘာတန်ကိုကြတဲ့လို့ငါမစိုးပဲနဲ့။ဩဒါရှားစကလေးပဲရှားစကလေးပဲအကြောင်းတရားနှစ်ပါးဆုံးလို့ပေါ်လာတဲ့ရှားစကလေးပဲလို့ရှားစိတ်ပေါ်ရင်ရှားစိတ်ပဲလို့သာသိပေးရမယ်။ငါကြတဲ့သူကြတဲ့ငါဘာတန်ကိုကြတဲ့လို့အာယုံကလိုက်မတော်ပါနဲ့။သောတာဝိညာဉ်ခေါ်တဲ့ရှားစိတ်ပေါ်ရင်ရှားစိတ်ပဲလို့သာသိပေးပါ။ တခါတည်းရာယောဂီများရဲ့တန်ကြာမှာနှခေါင်းပသာတအတ္တိယုတ်ရဲ့အနတ်ယုတ်ရဲ့ငခုစိုက်ငခုဆိုရင်ခန္ဓာဝိညာဉ်ခေါ်တဲ့နာစိတ်ကလေးလည်းပေါ်လာမှာပဲနာစိတ်ပေါ်တဲ့အခါမှာလည်းအော်နာစိတ်ပဲလို့သိပြရမယ်ဟေးဤကဲ့သို့ယောဂီများရဲ့တန်ကြာမှာအကြောင်းတရားတိုက်ဆိုင်လို့ကြာစိတ်ပေါ်ရင်ကြာစိတ်ပဲနာစိတ်ပေါ်ရင်နာစိတ်ပဲစားစိတ်ပေါ်ရင် စားစိတ်ပဲယန္တာခေါင်းစိတ်ပေါ်ရင်ယန္တာခေါင်းစိတ်ပဲ တွေးတော့ကြံစီစိတ်ပေါ်ရင်တွေးတော့ကြံစီစိတ်ပဲသူခက်နေသူကြာစိတ်နာစိတ်စားစိတ်ရနာကောင်းစိတ်တွေးတော့ကြံစီစိတ်ခေါ်တဲ့စိတ်ကြားတယ်သူခက်နေသူပေါ်တိုင်းပေါ်တိုင်းအော်ကြာစိတ်ပဲအော်နာစိတ်ပဲအော်စားစိတ်ပဲအော်ရနာကောင်းစိတ်ပဲအော်တွေးတော့ကြံစီစိတ်ကြီးပေါ်နေတာပဲပေါ်နေတာပဲလို့အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းစိတ်ကိုစိတ်ပဲလို့သိပြနေမှာဆိုရင်ဟောကြခင်ဗျာတဏ္ဍာမှာတန်တရာဘောကတွင်က ငါကြတဲ့ငါနာတဲ့ငါစားတဲ့ငါတွေးကြည့်တဲ့ငါရမ်းတဲ့ငါနာတဲ့ငါတွေးကြောကြံစီတယ်လို့အမှားအဖြစ်ဆွဲယူတတ်တဲ့တက္ကရာဒိဋ္ဌိတရားတွေအတိညာအဖြစ်ကင်းနေသွားပြီစေဝင်း၆ပါးတဘာပါပေါ်တတ်ပေါ်တတ်စိတ်ပဲစိတ်ပဲစေကြတဲ့ပေါ်လာတာပဲရေလို့သိပေးကြခြင်းကကလကစား၍ယောဂိမြတ်တန်တမအမှားအဖြစ်ဆွဲယူတတ်တဲ့တက္ကရာဒိဋ္ဌိတရားတွေ အတိညာညာတပိညာအနိအဘကင်းစင်သွားပြီတတိထားပါကျိုးစားအထုပါစိတ်ပဲမှမရောက်စေနဲ့တကယုတ်ကမြတ်တဏ္ဍမှာလောဘစိတ်ဒေါသစိတ်ဘောဟစိတ်အလောဘစိတ်အာဒေါသစိတ်စရှိရဲ့စိတ်ကြကြီးပေါ်လာတဲ့ခါမှလည်းပဲဒုက္ခနဲ့သူဒါလောဘစိတ်ပဲဒါဒေါသစိတ်ပဲဒေါမောဟစိတ်ပဲအစရှိစီပဲဒုက္ခနဲ့သူတိ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 ပေးနေရမယ်ဟေဒုက္ခနဲ့သူ လောဘစိတ်ပဲဒေါသစိတ်ပဲမောဟစိတ်ပဲအလောဘစိတ်ပဲအဒေါသစိတ်ပဲလို့သူခိုင်းတဲ့သူတိ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 ပေးတယ်မှာဆိုရင်လည်းပဲကြောက်ကြီးများရတဏ္ဍာမှာတက္ကရာတိတိတရားတိအတိညာအဘိကနေသွားပြီတက္ကရာယုတ်ကြများကဟောငါရတဏ္ဍာမှာမြင်စိတ်ကြစီနာစိတ်စားစီရနာကောင်းစိတ်ဤစေတရားတရားအလုံးလို့ပေါ်လာတာမဟုတ်အာယုံတွာရကပြုပင်ပြုလို့တာချင်းပေါ်လာရတဲ့စေတရားပဲလို့ စိတ်တရားများရဲ့ဖြစ်ခြင်းရဲ့အကြောင်းတရားသည်အာယုန်နဲ့တွားရပဲလို့စိတ်တရားများရဲ့ဖြစ်ခြင်းသည်အာယုန်နဲ့တွားရခေါ်တဲ့အကြောင်းတရားတစ်ပါးကကျေးဇူးပြုလို့သာလဲစိတ်တရားတွေပေါ်လာရတာပဲလို့အစီအဲစိတ်တရားများရဲ့ဖြစ်ခြင်းရဲ့အကြောင်းတရားသည်အာယုန်နဲ့တွားရပဲလို့အမှန်ကန်သိလိုက်ပြန်တော့လည်းပဲဝိသိကိစ္စကိစ္စသွားပြီအကြောင်းပေါ်မှာဉာဏ်မြင်ရှင်းတော့ဝိသိကိစ္စသေးတယ် အကျိုးစိတ်တရားကိုစိတ်တရားပဲလို့အမှန်ကန်သိတော့တက္ကရာဒိဋ္ဌိဆင်းတယ်ဟေးဤကဲ့သို့အကြောင်းအကျိုးညမျိုးရဲ့အပေါ်မှာအမှန်ကန်သိအမှန်ကန်မြင်တဲ့အချိန်ကစ၍ယောဂိမယရဲ့ဌာနမှာတက္ကရာဒိဋ္ဌိဝိသိကိစ္စအင်းပြာသည်အတိညာညာတပညာအနိအဖင်ကင်းစင်ရောတော့ကြောင့်ယောဂိမယသည်တဘောနှစ်ဘောဟေးသုလသောတပါဖြီးပြီတဘောနှစ်ဘောအပေတကပြိတော်ပါပြီအကြောင်းတရားအကျိုးတရားနှစ်ပါးပေါ်မှာ ဉာဏ်မြင်ရှင်းတဲ့အချိန်ကကလကစပြီးဖိရိုတိသုလသောတပါအစိတ်ရောက်သွားတော့ကြောင့်တဘဝနှစ်ဘဝအပေတကပိတ်ပင်ပိတ်တွားညာတော်လေယောဂမြာကအာရတင်းတင်းရှင်းနာမလို့ပဲနေတတူဟာပါရီဟိစ္စာဝိပါမှုတော့အမြဲတမ်းအပေရိပါတကပိတ်တော့အောင်ဆက်လက်ပြီးတော့တောင်းတာပေးရအောင်မယ်စင်ရင်ပေးရအောင်မယ်ရှုမှာပေးရအောင်မယ်ကောင်းပြီပထမယောဂမြာတဏ္ဍာမှာ ဟေးနာကြီးယုတ်နဲ့အတန်ယုတ်တိုက်ရင်ကြားစိတ်ပုံမယ်။နှာခေါင်းအကြီးယုတ်နဲ့အနံ့ယုတ်တိုက်ရင်နာစိတ်ပုံမယ်။အယုံဒွာရကပြုပြမှုကြောင့်ဘယ်စိတ်ပဲပုံပေါ်မြတ်စွာဘုရားကသကောဝိညာဏနေသာမြင်စိတ်လည်းမခိုင်မြဲဘူး။သောတဝိညာဏအနေသာကြားစိတ်လည်းမခိုင်မြဲဘူး။ခန္ဓာဝိညာဏအနေသာနာစိတ်စားစိတ်ရဏကောင်းစိတ်စိတ်ကြရသည် မခိုင်မြဲဘူးအနေသာကြီးပဲအနေသာကြီးပဲ။ 皮皮鸡喂，就好家给他照顾个面个。小妮子阿婆，孤单那么跑来的，家是难是家是难哪敢是家是不？苏班干哪，有把他的看哪里阿婆嘛？这里他被娘比娘的手机没收耶。哎，这个面也，哪不咋的，阿姐又不嘛。就在屋里坐，等我家里来着，家是家是，多点卫生纸，家是包米包尿都来喂。 အခုပဲပေါ်အခုပဲပြောက်အခုပဲဖြစ်အခုပဲပြဲမကြပါဘူးဒီကြားစိတ်နားစိတ်စားစိတ်အစရှိတဲ့စိတ်ကြားလေးကြီးဟာအင်မနာမအဖြစ်ပြက်ကပြန်ပါတယ်အခုပေါ်အခုပြောက်အခုဖြစ်အခုပြဲခဏမစဲတဲတဲတဲကြားစိတ်ကလည်းပဲရှိကကြားစိတ်ကပြက်နောက်ကြားစိတ်ကအစားထိုး၎င်းကြားစိတ်ကပြက်နောက်ကြားစိတ်ကအစားထိုးပြက်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 ပြီးတော့ရှိကပြက်နောက်ကဆက်ရှိကပြက်နောက်ကဆက်နဲ့ တန်တကြီးဆက်စားပြီးတော့ချိန်မှမျိုးတော့ထက်ခါထက်ခါပြည့်ေးဖြစ်ပြက်နေပါလေအဲလိုကြားစက်ကလေးကဟေးချိန်မှမျိုးတော့ထက်ခါထက်ခါခဏမစက်တတဲတဲနဲ့ဖြစ်လိုက် ဖြစ်လိုက် ဖြစ်လိုက်ဖြစ်လိုက်အဟောင်းတို့အတိတ်ပေါ်တန်တတိဆက်စားပြီးခဏများစွာချိန်မှများစွာဖြစ်ပြက်နေရတော့လည်းပဲတန်တတိပညာကဖုံနေသော်ဟေးအပြက်ကိုမမြင်မဲနဲ့အမြဲတမ်းကြားနေရတယ် တကြတဲ့ကြားနေရတဲ့အမြဲတမ်းကြားနေရတယ်လို့အချင်းမအမြမဖြစ်တတ်ပါလေအမက အမြဲတမ်းကြားမနေပါဘူးသောတာဝိညာဉ်ခေါ်တဲ့ကြားစိတ်ကလေးဒီအခုပဲဖြစ်အခုပဲပြက်ဖြစ်ပြက်ဖြစ်ပြက်ဖြစ်ပြက်ချက်ချင်းဖြစ်ချက်ချင်းပြက်ပဲဟုတ်တော့အဘဘကာရဏအနေဆံဟုတ်တော့ဣညာမဖြစ်ပြီးတော့အဘဘကာရဏဣညာမပဲပြည့်စုံသွားပါလေဒါကြောင့်စိတ်ဓာတ်နုပတနာရှုမှပွားများတဲ့ယောဂီများအနေနဲ့ ရှားစိတ်ရှုလည်းပဲရှားစိတ်ရဲ့မရှိဘူးမြင်မှာ အမြင်မှာရှားစိတ်ရှုလို့ရှားစိတ်ကို တွေ့နေသည်ညာအောက်တန်းကြတဲ့နာမပရိသီတာညာပဲရှိပါသေးတယ်ရှားစိတ်ရှုတဲ့အခါမှာ၎င်းရှားစိတ်ရဲ့မရှိမှုသဘောအဘာဝသဘောခရဝရသဘောအပြည့်သဘောကြောင့်မြင်မှသာကြဥဒိယဘယညာပါဒါကြောင့်ရှားစိတ်ရှုလည်းပဲမရှိကြမြင်အောင်ရှုပါ ။ငန်းစိတ်ရှုလည်းပဲမရှိကြမင်းအောင်ရှုပါ။စားစိတ်၊ရဟနာခေါင်းစိတ်တွေရှုလည်းပဲမရှိကြမင်းအောင်ရှုပါ။ဟောယောဂိများဒီဘယ်စိတ်ကိုပဲရှုရှုမရှိကြောင်းမရှိကြောင်းမရှိကြောင်းမရှိတဲ့သဘောကိုမြင်ရမယ်ဆိုတော့ငကိုတဲကမရှိတဲ့သဘောတရားကိုရှုရမှာမဟုတ်ဘူး။ကြားစိတ်၊ငန်းစိတ်ကလေးဒီပထမရှိရဲ့။နောက်ပြတ်သွားတယ်။အဲပထမရှိတဲ့ပေါ်နေတယ်။နောက်မရှိကြောင်း။ဒါကြောင့် မရှိတာရှုရမယ်ဆိုညတော့လည်းပဲလောဘမရှိတာကို ရှုရမှာမဟုတ်အစတည်းကလောဘမရှိတာကိုရှုပါဆိုရင်မရှိတာကိုရှုရရောက်တဲ့အတွက်အာဘာဝပညာဖြစ်မယ်ဒါကြောင့်စေတံနုပတ္တညာရှုဝတဲ့အခါမှာလောဘမရှိတာကိုရှုခိုင်းတာမဟုတ်ရှိရာကမရှိတဲ့သဘောရောက်သွားတဲ့ကြားစိတ်ကိုရှုရပါပါအာယုံဓာရတတ်ဆင်းခါမှာကြားစိတ်ရှိတယ်နားစိတ်ရှိတယ်စားစိတ်ရှိတယ် ။ဟောယောဂီများကဩဤစိတ်ကြားလေးပင်ကိုယ်သဘောတည်ဘယ်လိုသဘောရှိပါလိမ့်မတော်။နောက်ကညံနဲ့လည်းအကဲခတ်ပါရော။ဟိုကကြားစိတ်ကြီးညံစိတ်ကြီးကမရှိတော့ဘူး။ချုပ်ပြောက်ပစီနှင်းပြီ။ချုပ်ပြောက်ပစီနှင်းပြီ။ဒါကြောင့်ဘယ်စိတ်ကိုပဲရှူရှူဩမရှိရောမရှိရောချုပ်ပြောက်သွားပြီချုပ်ပြောက်သွားပြီ။ပြက်သွားပြီဆိုတဲ့မရှိမှုသဘောအဘာဝသဘော။ ခရဝရသဘောကို တွေးတဲ့မြင်တဲ့အချိန်ကကလကစပြီအေယောဂီများတန်တမှာဝိပဿနာညာအမြင်မှန်ကြသွားပြီဝိပဿနာညာအမြင်မှန်ရတဲ့အချိန်ကကလကစပြီသက်ကာယဒိဋ္ဌိဝိသိကိစ္စအိန္ဒဗျာလည်းပဲအဘဝညာအပင်ကင်းစင်သွားပြီတတိယပါကျူဇာအထုပါ စိတ်ပဲပါမရစေနဲ့တရားသမားအထုတဲ့အခါမှာတတိပဌာနာတတိကိုပြတ်ထမ်းပြီးတော့ရှုမှတ်ပေးရပါတယ် တတိကိုဦးစားပေးပြီးရှုမှတ်ပေးရပါတယ်တတိရှိမှတတိအားကောင်းမှတမာတိရရမှာပါတမာတိရမှဖြစ်ပျက်ကိုအေးတမာတိအကူကြီးအထောက်ပါအပိတဝိပဿနာဉာဏ်ကဖြစ်ပျက်ကိုမြင်အောင်ရှုမှတ်နိုင်မှာပါတိလတမာတိအကူကြီးမပါဘဲနဲ့ဝိပဿနာဉာဏ်ကဖြစ်ပျက်ကိုမမြင်နိုင်ပါဘူးဒါကြောင့်ယောဂုံများ ဘယ်စိတ်ကိုပဲရှုရှုမရှိကြဘူးမရှိကြဘူးမရှိကြဘူးလို့သိကြခြင်းကကလကသာဝိယောဂီများထန်တာမှာတမာတိမကင်၃ပါးနဲ့ပညာမကင်၅ပါးယောဂီမကင်၅ပါးကိုပိုင်ရသွားပြီကြာစိတ်ဉာဏ်စိတ်စသည်တို့ရဲ့မရှိမှုသဘောအဘာဝသဘောကရဝရသဘောအပြည့်သဘောတရားကိုတွေ့ရမြင်ရသိရတဲ့အချိန်ခါကလကသာဝိယောဂီများရဲ့တန်တာမှာ သမာဓိမဂ္ဂင်၃ပါးရဲ့ပညာမဂ္ဂင်၅ပါးရဲ့ခေါ်တဲ့လောကီမဂ္ဂင်၅ပါးကိုပိုင်ရပါပြီ။အေးလောကီမဂ္ဂင်၅ပါးကိုပိုင်ရပင်ညာညာတို့လည်းပဲ။သောတာပတိမညာဖုညာမရာသေးသောကြောင့်ယောဂုညာကအီတိုင်းရမနေနဲ့ဆက်ပြီးကြောရှုပါ။ဒါကြောင့်ဆက်ပြီးကြောအကဲခတ်ပြီးစောင့်ကြည့်ပြီးကြားစီပေါ်ရင်ကြားစီကိုညာနဲ့ကြည့်လိုက်။ကြည့်လိုက်ရင် မရှိရတွေ့ရမယ်။နာစီပေါ်ရင်နာစီကိုညာနဲ့အကဲခတ်ကြည့်လိုက်။ မရှိရတွေ့ရမယ်စားစေရနာကောင်းစေတွေးတော့ကြံစီစေပေါ်လာရင်ညာနဲ့အကဲခတ်ကြည့်လိုက်မရှိရတွေ့ရမယ်အေးဤကဲ့သို့ဘယ်ခါပဲရှူရှူဘယ်ဒီမှာရှူရှူဩစေကလေးသေးသေးခုနကပေါ်နေကြအခုမရှိတော့မရှိတော့မရှိတော့ပြက်သွားပြီပြက်သွားပြီပြက်သွားပြီဆိုကြအပြက်သဘောတရားကိုကြည့်မြင်နေရမှာဆိုရင်ဩဘယ်စိတ်တရားမှမခိုင်မြဲပါလား ောမျက်စိကြားစိနားစိအစရှိတဲ့စိတ်တရားများဟာမြဲမြာရှိမြဲမြာတည်ကြအရှိခမ်းတဲ့စိတ်ရည်လိုမရှိပါလား။နားရည်စက်ကမလားပျက်စီးနေတဲ့စိတ်ကြားစီပါလားလို့အဲစိတ်ကြားများရဲ့ပင်ကိုယ်သဘောမမြဲမှုအပြစ်ဆင်းရဲမှုအပြစ်အဆိုးမရမှုအပြစ်ဖောက်ပြန်ပျက်စီးမှုဆိုတဲ့အပြစ်သဘောအာတိဇဝသဘောကိုတွေးလာကြမြင်လာရပါလိမ့်မယ်။ ဤစိတ်ကြများရဲ့မမြဲမှုအဆင်းရဲမှုအဆိုးမရမှုဖောက်ပြန်ပြည့်စုံမှုဆိုတဲ့အပြည့်သဘောကို တွေ့ရမင်းရသိရတဲ့အချိန်ကကာလကစပြီးရုပ်ကများရဲ့တန်တာမှာဤစိတ်ကြတဲ့ရဲ့ဘုံမှာယုံမုံညင်းဝေခြင်းဆိုတဲ့နေပညာညာသရှင်တက်ပြီးကြော်လာမယ်ပစမစိတ်ကြများရဲ့မရှိမှုသဘောကို တွေ့ရမင်းရတာကရသပူဇာညာမရှိမှုသဘောအဘဝသဘောအပြည့်သဘောကိုအပြည့်သဘောတရားများကို တွေးပါမြင်ပါများတော့ကြောင်းယွန်ဘုံညင်းဝေလာတာကနေပညာညာညာစဉ်နှစ်ပါးရသွားပြီဖြည့်ပြေကိုမြင်တာကဧတဝုဒ္ဒညာဖြည့်ပြေအမြင်များလို့ယွန်ဘုံညင်းဝေလာတာကနေပညာညာညာစဉ်နှစ်ပါးရသွားပြီအေးညာစဉ်နှစ်ပါးရပင်ရာညာတော်လေရုပ်ကွန်များကဝိပဿနာလက်ကိုရမထားပဲနဲ့ဘောင်းကြပွားများပြပါဘူလီကေတာသကသကဘယ်စိတ်ပေါ်ပေါ် ြည်ပြဲပြည်ပြဲပြည်ပြဲလို့ဉာဏ်စိတ်နဲ့စောက်ကြည့်တော့ကြပါအဲ့လိုထက်ခါထက်ခါဒီမှာများစွာစိတ်ဒီပေါ်တိုင်းပေါ်တိုင်းနေကြဒုက္ခအနာကြပြည်ပြဲပြည်ပြဲဟောပြဲသွားပြီပြဲသွားပြီပြဲသွားပြီဖြစ်လာပြန်ပြီပြဲသွားပြီလို့ဖြစ်မှုပြောင်းဝင်သဘောအစုကိုထက်ခါထက်ခါဒီမှာများစွာတွေ့လာရမြင်လာရမှာဆိုရင်ဒီဖြစ်ပြဲကြီးရဲ့အပေါ်မှာ ရုံမုံကြီးငွေပြီးလာပင်လာညာတော်လေအလုတ်ကိုရက်မထားပဲနဲ့ 烧么烧比较快么？咋个咋个？这一方面说，偏木偏木，怎么是五十年么？十年么？所以，哎，这个木啊，烧么不木在哪个？烧么不木啊，把二级木料，简单、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 简单咱们做。么，这个木为这个木在哪个？木啊，夹子皮皮，南子皮皮，沙子皮皮，现在钢子皮皮。 တို့ကြောကြာစီစိတ်ဖြစ်ပြဲဆိုတဲ့ဖြစ်ပြဲဒုက္ခသစ္စာဝိပါကဝိသုကြီးဟာယောဂိမြားရဲ့ညအောင်မှာအကျွင်းတံမကြီးချုံဆုံးကွယ်ပြောက်ပြီးတော့တွားမယ်ယောဂိမြားရဲ့ညအောင်မှာကြာစီဖြစ်ပြဲနာစီဖြစ်ပြဲအစရှိတဲ့ဒုက္ခသစ္စာဝိပါကဝိသုကြီးလည်းပဲအကျွင်းတံမကြီးချုံဆုံးကွယ်ပြောက်တွားပါရောအချိန်မှာယောဂိမြားရှုမှာပွားများတဲ့ညံကယောဂိမက်ခင်၅ပါးမြတ်မကတော့ပဲနဲ့ ဓမ္မဝါစာဓမ္မကမ္မတဓမ္မအာဇီဝခေါ်တဲ့သီလမကင်၃ပါးပါ ဝင်လာပြီလေဘကင်ရှိဝါဆုံးသွားပြီကိုယ့်ညာအောင်မှာဖြစ်ပြဒုက္ခကြီးလေချိုးဆုံးသွားပါရောမကင်ရှိပါဆုံးလာတဲ့အတွက်မကင်ရှိပါကိုပိုင်ရလာတဲ့အတွက်ဟေးယောဂီများဒီဒိဋ္ဌိဝိသိကိစ္စသမုစိတာဗဟံအဖင်အကျွင်းကြမရှိပြလိုက်တဲ့အတွက်သောတာပတိမညာပုညမရရှိလာပါလိမ့်မယ် တကာယဒိဋ္ဌိဝစီကိသာအသိညာအပေါ်ညာအပြင်ပယ်လိုက်စဉ်ခါမှာသုလာတောတဗ္ဗအပယ်ညာတမှုစေတဗ္ဗအပြင်အကျိုးရကြမရှိပယ်နိုင်မှာတောတဗ္ဗအေးဒါကြောင့်ဖြစ်ဖြစ်ဒုက္ခရဆုံးပြီးတော့ကိုယ့်ရဲ့တဏ္ဍာမှာမဲ့ခင်ရှိပါဆုံးလာတော့ကြောင့်တောတဗ္ဗကြီးမညာပူညာရရှိပြီးရင်တောတဗ္ဗဆိုတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြဲမြဲဖြစ်ကြပြီးရင်တောတဗ္ဗဖြစ်ကြခြင်းကခလကစပြီးဘုရားဘုမအကျိုးမဲ့ယုံကြည် တရားပေါ်မှာကျွတ်မဲ့ယုံကြည်သံဃာပေါ်မှာကျွတ်မဲ့ယုံကြည်မကျိုးမပေါက်မပြောက်ကြတဲ့ဖြူစင်တဲ့တမာတိကိုဖြစ်စေနိုင်တဲ့အရိယကန္တသီလနဲ့ပြည့်စုံပြီလေတောတာပပုဂ္ဂုတုပုဂ္ဂိုလ်များများဖြစ်ကြပြီလေကိုယ်အလိုရှိတဲ့အခါမှာဖလားတံဘောဝင်စားကြည့်မှဆိုရင်နိဗ္ဗာန်ချမ်းသာကိုတွေ့နိုင်မြင်နိုင်တော့ကြောင့်ယောဂိများအခုဘဝမှာဘုနာတိကိနဲ့နိဗ္ဗာန်ချမ်းသာလို့ရင်တောတာပဖြစ်အောင်ကြိုးစား ောတာပံအမြစာဖြစ်စေစိတ်တနုပတ္တနာကိုယူစားပေးပြီးရှုမှာပေါ်များပေးကြ။ဒါကြောင့်စိတ်တနုပတ္တနာအောင်မြောင်ရှုရမယ့်ဇာဝန်ဒီယောဂီများရဲ့ဇာဝန်။ဒါကြောင့်ကျိုးစားတိခါပြီးထက်ခါထက်ခါချိန်ပါများစွာရှုမှာပေးကြ။